တကယ်နဲ့ဘောရတပါသူပြောင်းသွားလေပြီးတော့ဆရာကြီးဦးမြင့်ကြီးနဲ့တာဖြစ်သူဒေါက်တာကြည်စန်းထက်တို့အားဖြစ်လျက်ဌာနရောလျက်ဘုံဘွားနဲ့ရှမ်းသာဒုက္ခဖြစ်ပါစေလို့ယေရှုပြီးတော့နိုင်ငံတော်ပရိယတိသာသနာတက်တော်ရံဝန်နဲ့ဖရာမှုရှိသောတန်ခါတော်ရှင်သူမြတ်တို့ရဲ့သီလကုံတမာတိကုံပညာကုံတို့ကအာယုံပြုပြီးတော့ဆွမ်းခဲပွေဘောစဉ်ဆူရှာတာဖြတ်ဖြတ်တို့နဲ့တကွသင်္ကန်းနဝကံမှာ ဓာတပဝတ္ထုစုတို့ကိုဆက်ကလှူဒန်းပြီးဒါသူတို့ကိုအမြပေးဝေရမယ်ပေါ့အဲဒီကြောင့်ဒီနေ့ပြုလုပ်ရတဲ့ဒါနကုသိုလ်စောက်တရားတဲ့သီလကုသိုလ်ပွားများအထောက်အထားဘာဝနာကုသိုလ်အလုံးသည်ဘဝတစ်ပါးသို့ပြောင်းသွားရလိမ့်ပြီးသောဆရာကြီးဦးမြင့်ကျင်နဲ့တာဖြစ်သူဒေါက်တာကြည်စန်းထက်တို့အတွက်ဖြစ်ပါစေဆရာကြီးဦးမြင့်ကျင်နဲ့ဒေါက်တာကြည်စန်းထက်တို့သည်ဒီနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုဖြစ်လျာဌာနရုပ်လျာပုံဘောကတာတို့အနုမောဒနာခေါ်နိုင်ပြီးတော့ ကိုယ်ရရှန်သာမှုစိတ်ရရှန်သာမှုနဲ့ပြည့်စုံပါစေလို့စိတ်ထဲမှာအာယုံပြုထားပေါ့အဲဘုံကအနုမောဒနာတရားပေါ့လေဒီနေ့ပြောပြမယ်ဇာယောပါဠိတော်ဥပါဒတ်သုံးပါလာရှိတဲ့နတ်သားတယောက်ကမြတ်စွာဘုရားကို မေးတယ်အဲ့ဒီအမေးကိုမြတ်စွာဘုရားက ဖြေဆိုတယ်ပေါ့နော်အဲ့တော့နတ်သားကမေးခွန်း၄ခုကိုမေးတယ်မြတ်စွာဘုရားကအဲ့ဒီမေးခွန်း၄ခုကိုဖြေဆိုတယ် အဲ့ဒီဒေသနာတော်လေးကိုကောင်းထုတ်ပြီးတော့ဘုံဘောကပြောပြမယ်အခါတပါမြတ်စွာဘုရားဟာသာဝတိဇေတဝန်ကျောင်းတော်မှာကင်းအောင်မွေလျော်တည်င်းသုံးပြီးတော့နေတော်မူပါတယ်အဲ့ဒီရှင်နတ်သားတယောက်ကဘုရားစီကို ရောက်လာပြီးတော့သူသီလိုတဲ့အကြောင်းအရာကို မေးတယ်ပေါ့ကိနသုဘာတော်လောကကိနသုပရိဝါရိတော်ကိနသုဘာတော်လောကကိနသုပရိဝါရိတော် ကိနသံလေနာဩတေနောကိတ္တာတုပါယိတောတတာဗန္တိပုံတော်ကြည့်တော်မူသောမြတ်စွာဘုရားလောကောလောကလောဆိုတဲ့တတ္တဝါအပေါင်းကိုကိနသုအဘိတရားကဥပါတော်ဖုံးလွှမ်းနေပါတည်းမြတ်စွာဘုရားလောကောလောကဆိုတဲ့တတ္တဝါအပေါင်းကိုကိနသုအဘိတရားကပရိဝါရိတော်ခြံရနေပါတည်းမြတ်စွာဘုရားလောကောလောကဆိုတဲ့တတ္တဝါအပေါင်းကိုကိနသုအဘိတရားက ဩတေနောစုဝင်နေပါတည်းမြတ်စွာဘုရားလောကလောကဆိုတဲ့တ attva ပေါင်းတဲ့ကိစ္စပေကြောင့်ကြောင့်တရားခခတ်တဲ့ဒုမာရတော်ပူလောင်နေရပါတည်းမြတ်စွာဘုရားနတ်သမီးတဲ့မိခွန်၄ခုပေါ့နံပါတ်၁ကဗာမေးလဲဆိုတော့တ attva အလုံးကို ဖုံလွှမ်းထားတဲ့တရားကဘယ်တရားပါလဲမြတ်စွာဘုရားနံပါတ်၂ကတ attva တရားအနားမှာခြံရနေတဲ့တရားကဘယ်လိုတရားပါလဲမြတ်စွာဘုရား နံပါတ်3ကတတ္တဝတရားတန်တမစုဝင်နေတဲ့တရားကဘယ်တရားပါလိမ့်မြတ်စွာဘုရားနံပါတ်4ကလောကမှာရှိတဲ့တတ္တဝတွေဟာအမြဲတည်းပူလောင်နေကြရတယ်တဲ့ဘာကြောင့်ပူလောင်နေကြရတာလဲမေခွန်4ခုမေးတယ်ပေါ့အဲနတ်သားမေးတဲ့မေခွန်4ခုကိုမြတ်စွာဘုရားကဖြေဆိုပါတယ်မေဇုနာဘာတော်လောကောဇရာယပရိဝါရိတော် ရာဂတန်လေးနာဩတေနောအိသာဒုဘာယိတောတရာဒေဝဗုဒ္ဓတိလိုယေနမိမေလယာဩနတလောကောလောကလောဆိုတဲ့တတ္တဝါပုံကိုမိစုနာသိခြင်းတရားကဥပါတော်ဖုံးလွှမ်းနေပါ၏လောကောလောကဆိုတဲ့တတ္တဝါပုံကိုစရာယအိုခြင်းနာခြင်းတရားကပရိဝါရိတော်ခြံရနေပါ၏လောကောလောကဆိုတဲ့တတ္တဝါပုံကိုရာဂတိတန်လေးနာ ရာဂအဆရှိသောကိလေသာတရားတို့ကအော့တင်သောစုဝင်နေပါ၏လောကလောကဆိုတဲ့တတ္တဝါတို့သည်အိဆာလိုခြင်းမှုလို့ဆိုတဲ့တဏှာလောဘကြောင့်တရားခခသည်ဒုမာယိတော်ပူလောင်နေရပါ၏နတ္တယမိကောမြတ်စွာဘုရားကဖြစ်တယ်နဘတေကစပြီးတော့ကြည်ကြအောင်နတ္တကဘာမေးတယ်လဲတတ္တဝါအလုံးကိုဖုံးလွှမ်းနေတဲ့တရားကဘယ်တရားလဲလို့မေးတော့ မြတ်စွာဘုရားကသေခြင်းတရားတဲ့ဘယ်တရားကဖုံးလွန်သေခြင်းတရားနံပါတ်1ကတတဝတရားအနမှာခြံရနေတဲ့တရားကဘယ်တရားပါလဲလို့မေးတော့မြတ်စွာဘုရားကအိုခြင်းတရားနာခြင်းတရားခြံရနေတဲ့တရားကအိုခြင်းတရားနာခြင်းတရားပါနော်အဲနံပါတ်3ကတတဝတရားတန်တမှာစူးဝင်နေတဲ့တရားကဘယ်တရားပါလဲလို့မေးတော့ မြတ်စွာဘုရားကကိလေသာတရားတဲ့ဗာတရားပါလေကိလေသာတရားရာဂအစရှိတဲ့ကိလေသာတရားပေါ့အဲ့ဒီတရားတွေကစိုးဝင်နေတယ်တဲ့နောက်နံပါတ်၄ကနတ်သားကမိတယ်လောကမှာတတ္တဝါတွေဟာအမြဲတမ်းပူလောင်နေကြပါတယ်ဘုရားဘာကြောင့်လဲလို့မိတော့တဏှာလောဘကြောင့်တဲ့ဘာကြောင့်ပါလေတဏှာလောဘကြောင့်အမြဲတမ်းပူလောင်နေကြရတယ်လို့နော်အဲ့တော့နံပါတ်၁ကနေစကြည့်ကြအောင်နတ်သားကမိတယ် တတ္တဝါတွေကိုဖုံးလွှမ်းထားတဲ့တရားကဘယ်တရားပါလဲလို့မေးတော့မြတ်စွာဘုရားကတည်ခြင်းတရားလို့ပြောတယ်။လောကဇက်ခွန်ဤလူဘုံဝေမျိုးစုံကပြမာမာနနဲ့ငါကရာဆံငါကတထေငါပကေဟုငါသွေးတက်ကြလူပါလာတို့များလာထွေထွေအဝိဇ္ဇာနဲ့တဏှာပြီလို့အမောင်ပုလျက်ကျွကျွကြောကြောဂုံကိုဖော်ရဲမော်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 ငါတယောက်သာမိုးအောက်တလွှာရွှေကိုလတ်ဟုထင်ရှားမလွဲသူစဉ်တွေ့လေ ဇက်ပွေးပြီးကပြေဖုံးချတော့သူပါရာဇာမြေအောင်မှာပဲလေဘာသာလူမျိုးချိန်မထုတ်ပဲပုဒ်တော်ခန္ဓာမြို့ဝရှာသည်ဘယ်မှာငါဟုရှိရနေတဲ့နော်ဘုံဘုတော်လောကမှာဇက်ကတဲ့ပေါ့ဇက်ကတဲ့ခါကျတော့အဲဇက်ကဘာမှသရုပ်ဆောင်ကြတယ်လေတချို့ကတိုင်ပြအုပ်ချုပ်တဲ့ဘယံနေရာကသရုပ်ဆောင်တချို့ကဘယံကတော်နေရာကသရုပ်ဆောင်တချို့ကသထေနေရာကအော်တချို့ကဘိုးချုပ်နေရာကတချို့ကဆင်းရဲသားနေရာက တချို့ကသခိုးဓမြနေရာကသေယောဆောင်ကြသေယောဆောင်လို့ဇက်ပွဲကလည်းပြီးလေပြီးသွားဟောနော်ပြေဖုံခါကြီးရှာလိုက်တဲ့ခါကျတော့အလုံးပျောက်ကွယ်သွားတယ်နော်အလုံးပျောက်ကွယ်သွားတယ်မရှိတော့ထို့တူပဲဘုံဘုံတော့လောကဇက်ခုံမှာကံဇက်ဆရာရဲ့ကျိုးဆွေးမှုအောက်မှာကန်းနေကြရတဲ့ပုရိသတ်တ္တဝါတွေအလုံးဟာလည်းပဲကြည့်လိုက်ပေါ်တည်နေကြတာပဲနော်တည်နေကြတာဟော သမတလည်းသေးတာပဲဝိဉ္ဇုလည်းသေးတာပဲလွှတ်တော်ကိုယ်စလည်းသေးတာပဲအမတ်ကြီးလည်းသေးတာပဲပညာတတ်တဲ့လူလည်းသေးတာပဲပညာမတတ်တဲ့လူကလည်းသေးတာပဲပိစောဇာဇနာတွေရှမ်းတာတဲ့လူကလည်းသေးတာပဲဆင်းရဲတဲ့လူကလည်းသေးတာပဲနောက်ဆုံးပြောရမယ်ဆိုလို့ရှိရင်တကူကြီးတဲ့ပုဂ္ဂိုလ်လည်းသေးတာပဲတကူမရှိတဲ့ပုဂ္ဂိုလ်လည်းသေးတာပဲဗုဒ္ဓဘာသာ ခရိယန်ဘာသာအစ္စလမ်ဘာသာဟိန္ဒူဘာသာဘယ်ဘာသာပဲဖြစ်ဖြစ် အကုန်သိကြတာသိရှင်းတဲ့ကလွန်မှုသွားတာပဲအဲ့တော့ဘုံဘုံတော့ဗုဒ္ဓဘာသာတွေမှာတော့အနိစ္စရောက်တယ်သိတယ်လို့ဒီလိုပြောတာပေါ့နော်ခရိယဘာသာမှာတော့ခရစ်တော်မှာအိပ်ပျော်သွားတယ်လို့နော်အစ္စလမ်ဘာသာကျတော့အန်လာရှင်မဲရဲ့အမိတော်ကိုနာခံတယ်လို့တေတာကြီးပါပဲအလုံးနော်သိရှင်းတဲ့ကဘေးဘာသာမဆိုအလုံးလွန်မှုသွားတယ်တနေ့ကျသိကြမှာအဲ့ဒီကနေ့ဆရာကြီးဦးမြင့်ချီနဲ့ တာဖြစ်သူဒေါက်တာချီဆန်းထက်တို့ဘဝတစ်ပတ်ကို ပြောင်းသွားတယ်တော့တော့ဖုံဖုံတို့ကလည်းတနေ့တရားမှာလေသူတို့ကရှေ့ကသွားဖုံဖုံတို့ကနောက်ကလိုက်ဒါပဲရှိတာပေါ့အဲကြောင့်နတ်သားကမိတယ်မြတ်စွာဘုရားလောကမှာတတ္တဝါတွေကိုဖုံးလွှမ်းတဲ့တရားကဘယ်တရားပါလဲလို့မိတော့သေခြင်းတရားတဲ့နော်သေခြင်းတရားကတတ္တဝါအလုံးကိုဖုံးလွှမ်းသွားတယ်ဟုတ်ပြီနဘာနှစ်က သတ္တဝါတွေရဲ့အနာမှာခြံရနေတဲ့တရားကဘယ်တရားပါလဲလို့မေးတော့အိုရင်းနာခြင်းတရားနော်အိုရင်းနာခြင်းအိုရင်းနာလာတာပါပဲအိုလို့ရှိရင်ခန္ဓာနဲ့ဒုနာနဲ့ပေါင်းလာတယ်တခုခုတော့ပေါ်လာအိုရင်းနဲ့နာခြင်းတရားတွေဟာတွဲပြီးတော့သူကဖြစ်လာတာနော်ဒါမှလည်းဘလို့မှမအိုခြင်းဘူးအိုခြင်းတဲ့လူရဲ့လို့မရှိဘူးနော်လောကမှာမင်းကတော်တော်အိုစားတာပဲလို့ပြောရင်မကြိုက်ဘူးညာ မင်းကတော်တော်အိုတာပဲယနေ့တည်းကလည်းမတူဘူးလို့ပြောရင်မကြိုက်ဘူးနော်။အော်တနေ့လာရင်လည်းဒီအတိုင်းပဲတနေ့လာရင်လည်းဒီအတိုင်းပဲမြောင်းမှန်းကိုသိတယ်ဒါလည်းအဲ့ဒါသဘောကျတယ်။တကယ်တကယ်တော့အိုချားမှလေတနေ့နဲ့တနေ့မတူဘူး။အသက်16နဲ့17နှစ်ကရိုက်ထားတဲ့ဓာတ်ပုံတဲ့အသက်30 40 50မှာရိုက်တဲ့ဓာတ်ပုံဟာမတူတော့ဘူး။ခန္ဓာကိုအနေထားကိုပြောင်းလဲသွားတာသူက။အိုချင်းတရားလေဇရာမီလောင်တယ်လို့ခေါ်တာပေါ့။ ဇရာမိအဲ့တော့အိုရှင်တရားကခန္ဓာကိုအနေထားကတော့ပြောင်းလဲသွားတာအသက်ရှိလာတဲ့ခါကျမတူတော့ဘူးခါကိုင်နာဥစံဖြူကုန်းခွနော်မိမိခန္ဓာကိုမှတဖြည်းဖြည်းနဲ့ပေါ်လာတယ်အိုရှင်တရားပေါ့အဲ့အိုရှင်တရားပေါ်လာလို့ရှိရင်အဲ့ဒီနာရှင်တရားကလည်းအနားမှာတွဲနေတာပဲနော်အဲ့ဒါကြောင့်အိုရှင်တရားနဲ့နာရှင်တရားသတ္တဝါတွေရဲ့အဝေးမှာမရှိဘူးအနားမှာရှိနေတာအနီးမှာရှိနေတာနော် အနိမရှိနေအနိမခြံရနေတဲ့တရားပဲเนาะအဲဩဇင်းတရားနာရှင်တရားကဘာနဲ့တူလဲဆိုတော့နွားចောင်းတာဟာနွားတွေကို သူ့ရဲ့ဒုံနဲ့နွားစက်ချက်ကိုလိုက်ပြီးတော့ပိုးနေတာနဲ့တူတယ်ဩဇင်းတရားနာရှင်တရားကြီးလဲတတ္တဝါတွေကိုဘယ်ကိုပိုးလဲဆိုရင်သေခြင်းတရားစီကိုပိုးတယ်เนาะလိုက်ပိုးနေတာအဲ့တော့ဩဇင်းတရားနဲ့နာရှင်တရားဟာတတ္တဝါတွေရဲ့အနာမှာခြံရနေတဲ့တရားတဲ့ နောက်တစ်ခုမိတယ်နပတ်သုံးကနတ်သားကမိတယ်မြတ်စွာဘုရားတတ္တဝအလုံးကိုစွဝင်နေတဲ့တရားကဘယ်တရားပါလဲလို့မိတော့မြတ်စွာဘုရားကရာဂအစရှိတဲ့ကိလေသာတရားတဲ့နော်ရာဂဒေါသမောဟမာနာဒိဋ္ဌိဝိဇိကိစ္စသီနာဩဒိသအဟိရိကအနောတ္တပါလို့ကိလေသာ၁၀ပါအကျဉ်းအပြည့်1500ကိလေသာတရားတွေပေါ့ရာဂဆိုတာလူကျင်တာနှိမ့်သက်တာတမ်းမြက်တာအဲဒေါသဆိုတာမကျင်တတ်တာပေါ့ဟိုလိုမကျင်တတ်ဒီလိုမကျင်တတ် မောဟဆိုတာမသိတာမသိတာကဘာကိုမသိတာလဲဆိုတော့အမှန်တရားကိုမသိတာမောဟရာဂဒေါသမောဟမာနမာနဆိုတဲ့တရားကတရားနဲ့တရားပြိုင်တာနော်အဲတိုက်ပြန်တယ်ကပြန်တယ်သားတယ်သမီးပြန်ရတယ်ပညာတတ်တာပြန်ရတယ်ရွှေတွင်ငွေတွေပစ္စည်းဥစ္စာတဏှာတွေရှိတာပြိုင်နေအဲ့ပြိုင်နေတဲ့ဥစ္စာကမာနနော်လောကမှာထောင်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 နဲ့မာနတရားပေါ့နော်ပြိုင်နေကြတာအဲရာဂဒေါသမောဟမာနဒိဋ္ဌိဒိဋ္ဌိဆိုတာကငါကိုယ်ငါတန်ငါမြာငါရွှေ ငါအိမ်ငါရငါဥစ္စာလို့စွေးလန်းနေတာအမှားကိုစွေးလန်းနေတာဒါမိစ္ဆာဒိဋ္ဌိရာဂဒေါသမောဟမနဒိဋ္ဌိဝိသိကိစ္စဝိသိကိစ္စဆိုတာယုံမှတရားဖြစ်တာဖယားဆိုတာဟုတ်မှဟုတ်ပါရဲ့လားတရားဆိုတာဟုတ်မှဟုတ်ပါရဲ့လားတန်ခါဆိုတာဟုတ်မှဟုတ်ပါရဲ့လားကိုယ်အားထုတ်နေတဲ့ဝိပဿနာတရားဆိုတာကဟုတ်ပါရဲ့လားလို့ယုံမှတရားဖြစ်နေတာဝိသိကိစ္စအဲဌိနာဥဒိစ္စအဲ့ဒီကနောတပါဌိနာ အဲထိနာဆိုတာထိုင်မိုက်တာ ပြင်းရတာအင်္ဂိုက်တာထိုင်ထိနာမိတ်တာပေါ့ဩဒိဇဆိုတာပြင်းလို့တာကိုကိုဇဆိုတာကနောင်တဖြစ်တာကိုလုခဲ့တာ အခုတို့တရားတွေကိုပြန်ပြန်ပြီးတော့သတိရပြီးတော့ဩငါမှားသွားပြီနော်နောင်တပေါ့နော်ကိုကိုဇဆိုတာနောင်တဖြစ်တာအဲ့ဒီကနောတပဆိုတာကရှက်ကြောက်နော်လောကပါလတရားပေါ့နော်အဲ့တော့ဒီကိလေသာ7ပါးဟာတတ္တဝါတွေရဲ့တန်တမအမြဲတမ်းစွန့်ဝင်နေတယ် မြင်တဲ့ခါမျက်စိမှာကြားတဲ့ခါနားမှာတဲ့ခါနှာခေါင်းမှာစားတဲ့ခါရှားမှာထိတဲ့ခါကိုယ်မှာထိတဲ့ခါနှလုံးသဘောမှာစွန့်ဝင်နေတဲ့တရားဟုတ်ကဲ့နည်းနည်းလေးကြည့်ကြပါဦးမျက်စိပေါ်ဆေကုပ္ပတရာအခြေတက်ရှိတဲ့ဆင်းထင်လာတယ်မြင်သိစိတ်ကလေးကဖြစ်ပေါ်လာတယ်နော်ကြည့်လိုက်ပေါ့ဟာဒါလေးကလှလိုက်တာလို့ဆိုရင်ราคะတရားနေတမို့ဆိုတာราคะတရားမျက်စိမှာပေါ်လာအဲကိုယ်နဲ့မတည့်တဲ့လူကိုမြင်လိုက်တဲ့ခါခြားတော့ လုံးဝကိုစိတ်ထဲမှာမကျင်တတ်ဘူးဒီကောင်ကမြင်ကိုမမြင်ရှင်ဘူးဒီကောင်တင်ကိုကြားကိုမကြားရှင်ဘူးဆိုရင်ဒေါသနော်အဲ့တော့မျက်စိနဲ့မြင်တတ်ခဲ့တဲ့မှာအဲ့ဒီကိလေသာတရားတွေဟာဝင်နေတာပဲစွဝင်နေတယ်တဲ့သတ္တဝါအလုံးကိုစွဝင်နေတဲ့တရားကအဲ့ဒီကိလေသာတရားတွေတဲ့နော်ကောင်းပြီဒါဖြင့်နောက်ဆုံးတစ်ခုပေါ့နတ်သားကမေးတယ်မြတ်စွာဘုရားတဲ့သတ္တဝါတွေအလုံးဟာဘာကြောင့်ပူလောင်နေကြရတာလဲလို့မေးတယ် တဏှာလောဘကြောင့်တပူလောင်နေကြတာတဏှာလောဘဆိုတာလိုချင်တာနှိမ့်သက်တာတတ်မှတ်တာเนาะအဲ့တော့ကဲအိမ်ရှိတဲ့လူကအိမ်လိုချင်တယ်လေကားမရှိတဲ့လူကကားလိုချင်တယ်အိမ်လိုချင်လို့စူးစမ်းတယ်ဖြစ်ပေါ်မလာတဲ့အခါကျတော့ပူလောင်တယ်ကားလိုချင်လို့ကားရအောင်စူးစမ်းတယ်ဖြစ်ပေါ်မလာတဲ့အခါကျတော့စိတ်ထက်ကပူလောင်တယ်အဲ့တော့အိမ်ကြောင့်ပူလောင်တာမဟုတ်ဘူးအိမ်ကိုလိုချင်တဲ့တဏှာလောဘကြောင့်ပူလောင်တာ ကားကိုလိုချင်တဲ့တဏှာလောဘကြောင့်စိတ်ခနဲ့ပူလောင်တာနော်အဲ့တော့ဒီတဏှာလောဘဆိုတာကရောင်းရတဲ့တင့်တင်တဲ့ဆိုတော့မရှိဘူးသူကနော်တခုပိယတခုအိမ်တလုံးပိယနှလုံးနှလုံးပိယသုံးလုံးလိုချင်တာကြီးပဲပတ်စံလက်ဒီတတ်မှာပဲသိန်းတစ်ထောင်နဲ့နှစ်ထောင်နှစ်ထောင်ကနေသိန်းတစ်သောင်းတလို့လိုချင်တာပေါ့တော်ပြီလို့ဆိုတဲ့တဏှုတိဆိုတဲ့ဥစ္စာဟာတဏှာလောဘမှာမရှိဘူး အဲ့ဒါကြောင့်ဤတဏှာလောဘကြောင့်ပူလောင်နေရတာနော်ကိုလိုချင်တယ်ကမရရင်ပူလောင်တယ်ပေါ့နော်အဲ့တော့တဏှာလောဘကြောင့်ပူလောင်တယ်လို့မြတ်စွာဘုရားကနတ်တာကိုဖြေတယ်ပေါ့။ဘာမေဒါဖြစ်ရင်နတ်တာကပထမမိတာက လောကကိုဖုံးလွှမ်းထားတဲ့တရားကဘယ်တရားပါလဲလို့မိတယ်မြတ်စွာဘုရားကဘာဖြေလဲသိခြင်းတရားနံပါတ်1ကလော မြတ်စွာဘုရားလောကဆန္ဒတတ္တဝါတွေကိုခြံရနေတဲ့တရားကဘယ်တရားပါလဲလို့မေးတော့မြတ်စွာဘုရားက"အိုခြင်း၊နာခြင်းတရား"နံပါတ်3ကတတ္တဝါတွေကိုစွဝင်နေတဲ့တရားကဘယ်တရားပါလဲလို့မေးတော့မြတ်စွာဘုရားက"ကိလေသာတရား"လို့ဖြစ်တယ်။နောက်ဆုံးပေါ့တဲ့လောကမှာရှိတဲ့တတ္တဝါတွေဟာဘာကြောင့်အမြဲတမ်းပူလောင်နေရပါသလဲလို့မေးတော့တဏှာလောဘကြောင့်တဲ့နော်။အဲမြတ်စွာဘုရားကနတ်သားမေးတဲ့ မေခွန်၄ခုကို၄ခုလုံးကိုအကုန်ဖြည့်လိုက်ပြီပေါ့ဒါပြက်ကောင်းပြီဒီတရားအလုံးကိုအကျဉ်းချုပ်လိုက်မယ်ဆိုလို့ရှိရင်တဏှာလောဘကအကြောင်းတရားတဏှာလောဘကအကြောင်းတရားသစ္စာဖွင့်လို့ရှိရင်သွားသမုဒယသစ္စာဒါပြက်ဒီတဏှာလောဘဆိုတဲ့သမုဒယသစ္စာကြောင့်ဘာဖြစ်လာလဲဆိုရင်ခန္ဓာ၅ပါးဖြစ်လာခန္ဓာ၅ပါးကဒုက္ခသစ္စာအဲသမုဒယကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခသစ္စာခန္ဓာ၅ပါးရလား န္ဓာငါးပါးရလာလို့ရှိရင်အိုရတယ်နာရတယ်တေရတယ်ကိလေသာတရားတွေရဲ့စူးဝံမှုကို ခံရတယ်เนาะဒါပြင်ရင်တဏှာလောဘကအကြောင်းတရားခန္ဓာငါးပါးကအကျိုးတရားဆိုတော့အကြောင်းတရားကိုပယ်ရမှာလားအကျိုးတရားကိုပယ်ရမှာလားလို့မေးရင်အကြောင်းတရားကိုပယ်ရမှာအကြောင်းတရားဆိုတဲ့တဏှာလောဘအဲ့ဒီတဏှာလောဘတိမြင်တဲ့အခါမျက်စိမှာဖြစ်တဲ့ကြားတဲ့အခါနားမှာတဲ့အခါနှာခေါင်းမှာစားတဲ့အခါရှာမှာထိတဲ့အခါကိုယ်မှာသိတဲ့အခါနှလုံးသဘောမှာဖြစ်တဲ့ ဒေသနာလောဘကိုပယ်ရမှာနော်အဲ့ဒါကြောင့်ဒေသနာလောဘကိုပယ်ဖို့တော့ခါတော့သတိပဋ္ဌာန်ဝိပဿနာတရားကိုအာထုံမှပဲနော်ဓမ္မဓမ္မနဲ့မြင်တဲ့အခါမှတ်တဲ့ကြားတဲ့အခါမှတ်တဲ့နားတဲ့အခါမှတ်တဲ့စားတဲ့အခါထိတဲ့အခါသိတဲ့အခါမှတ်အဲ့လိုရှုမှတ်နေလို့ရှိရင်သနာလောဘမဖြစ်ဘူးမျက်စိမှာသတိတရားနဲ့နေတယ်အမတ်တရားနဲ့နေရင်မျက်စိမှာသနာလောဘမဖြစ်ဘူးနားမှာသတိတရားနဲ့အမတ်တရားနဲ့နေရင်နားမှာလည်းမဖြစ်ဘူး အဲ့တော့မျက်စိနာနာလျာကိုစိမှာတတိတရားအမှတ်တရနဲ့နေရတဏှာလောဘမဖြစ်ဘူးအဲ့တော့တဏှာလောဘဆိုတာအကြောင်းတရားအကြောင်းတရားမဖြစ်ဘူးဆိုလို့ရှိရင်အကြောင်းတရားကြောင့်ဖြစ်ပေါ်လာမဲ့ခန္ဓာငါးပါးအကျိုးတရားဆိုတာမရှိတော့ဘူးအကြောင်းတရားမရှိရင်အကျိုးတရားလည်းမရှိတော့ဘူးအဲ့တော့အကြောင်းအကျိုးနှစ်ပါးစုံခြုံငိမ့်တဲ့နေရာသည်နိဗ္ဗာန်တဲ့နော်နိဗ္ဗာန်ရောက်မှအိုခြင်းတရားကလွတ်ကြမယ်နိဗ္ဗာန်ရောက်မှနာခြင်းတရားကလွတ်ကြမယ် နိဗ္ဗာန်ရောက်မှသေခြင်းတရားကလွတ်ကြရမယ်နိဗ္ဗာန်ရောက်မှနော်ရာဂအစရှိတဲ့ကိလေသာတရားတွေစူးဝင်မှုပေါ့တဏှာလောဘနဲ့ချုပ်ညှိသွားပြီမရှိတော့ဘူးတဲ့နော်အဲ့ဒါကြောင့်မောခေမနာခေမတိခေမှာဒါနကိုပြုလွန်နိုင်ကြပါစေတိလကိုစောင့်တည်နိုင်ကြပါစေသမထဘာဝနာဝိပဿနာဘာဝနာတရားတွေကိုလည်းကျိုးစားပွားများအထောက်နိုင်ရပါစေလို့ဒီနေ့ပြုလို့ရတဲ့ဒါနာကုသိုလ်ဆောက်တရားတဲ့သီလကုသိုလ်ပွားများအထောက်ရတဲ့ဘာဝနာကုသိုလ်တရားတွေရောက် မေစေတဏ္ဍိယမတိနိဗ္ဗာန်ကိုလျင်သောပညာလွယ်ကူသောအချင်းတရားဖြင့်ရလွယ်ရောက်လွယ်မြတ်မောက်ပြုနိုင်လွယ်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်တည်းကာယဇခွက်ကကာယဇရှာလိုက်ဆိုအရှင်ဖရာတပည့်တော်တို့သည်ကံကို၎င်း ကံဤအကျိုးကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍ယနေ့ယခုဘဝတပါသို့ပြောင်းသွားကြလေပြီးသောဆရာကြီးဦးမြင့်ကြီးနှင့်ဒေါက်တာကြည်စန်းထက်တို့အားဖြစ်လျာဌာနရောက်လျာဘုံဘဝ၌ရှမ်းသာဒုက္ခဖြစ်ပါစေခြင်းအကျိုးငါး နိုင်ငံတော်ပရိယတ်တိသာသနာတက္ကသို၌ဖျားမှုရှိသောသံဃာတော်ရှင်သူမြတ်တို့၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုအာယုံပြု၍ဆွမ်းခဲ့ပွေပေါ်စဉ်ရှုရှင်ရတာအဖျားဖျားတို့နှင့်သင်္ကန်းနဝကမ္မ ဓာတပဝတ္ထုအစုစုတို့ကိုလူတန်းကြပါကုန်၏အရှင်ဖရာဤကောင်းမှုကြောင့်တပည့်တော်တို့သည်အန္တရေခတ်သိပပျောင်းညီလျက်ကောင်းကျိုးချမ်းသာမင်္ဂလာတို့နှင့်ပြည့်စုံကြပြီလင်နိဗ္ဗာန်ကိုမြတ်မှပြရာဘာလိုကုန်၏ အရှင်ဖရာအိမံပုံရပါကံတပ္ပသတ္တနံဒေမဗာဇိယာမအရှင်ဖရာတပြည့်တော်တို့ယနေ့ယခုပြုလို့ရသောကုသိုလ်ကောင်းမှု၏အဖို့ပါကကိုအနန္တခိုင်းဝင်ကျေးဇူးရှင်များဖြစ်ကြကုန်သော အမေအဖအဖိုးအဖွားဆရာသမားဆွေမျိုးညာတကားအစာရှိသောလူအပေါင်းတို့အားအမြာအမြာပြေဝေကြပါကုန်၏အရှင်ဖရာကိုဆောင်နဲ့ကြောင်ဆောင်နဲ့အိမ်ဆောင်နဲ့ရက်ခွဲဆောင်နဲ့မျိုးဆောင်နဲ့အစာရှိသော နတ်မြတ်နတ်ကောင်းနတ်မြတ်မပေါင်းတို့အားအမြာအမြဤဝေချပါကုန်ဤအရှင်ဖရာအထူးအဖြင့်ဘဝတပါးသို့ပြောင်းသွားလေပြီသောဆရာကြီးဦးမြင့်ကြီးနဲ့ဒေါက်တာကြည်စန်းထက်တို့အားအမြာအမြာ ပြေဝေကြပါကုန်၏အရှင်ဖရာထိုမတပါ32ပုံ၌ကျင်လေကျက်စာသွာလာနေထိုင်ကြကုန်သောဝေနေယဒုက္ခိတသုခိတတတဝါပေါင်းတော်အားအမြအမြပြေဝေကြပါကုန်၏ ရှင်ဖရာလုံးစုံများစွာတတဝါတို့သည်တပည့်တော်တို့နှင့်ဓာတုထံမြာကုသိုလ်ရ၍ဓာတုထံမြာတရားရ၍ကျမ်းမာကြသည်ရှမ်းသာကြသည်ဖြစ်ကြပါစေကုန်တော် အာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု အလုံးကြာကြာသမျာအမျာအမျာအမျာယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု